အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျဒီနေ့မှာတော့ငွေတွေပွားလာစီမယ်ငွေတွေရောက်လာစီမယ်ငွေတွေရလာစီမယ်ရေရစီလေးနဲ့မိတ်ဆွေမျိုးမျိုးပေးမှဖြစ်ပါတယ်ကျွန်တော်ကိုမန့်မရေရမေတာတောင်းတာနဲ့မိတ်ဆွေမျိုးအတွက်မျိုးပေးခြင်းပဲဖြစ်ပါတယ်ဗျဆရာကြီးငွေတွေမဝင်လို့ငွေတွေခက်ခဲဖြစ်နေလို့ဇီယောင်းတွေပါနေလို့လောကန်တွေဆင်မပြေလို့အစားဖြင့်ငွေကြီးတွေခက်ခဲဖြစ်နေမိတ်ဆွေမျိုးအတွက်လွယ်ကူရိုးရှင်းစွာလုပ်လို့ရပါတယ်ဗျအရန်လွယ်ပါတယ်ပထမဆုံးကျွန်တော်တို့တွေပန်းတယ်မှာကျွန်တော်ဟိုပန်းရောင်းတဲ့အတယ်မှာ ပန်းဝယ်လိုက်မယ်ပန်းဝယ်လိုက်ပြီးကျွန်တော်တို့လိုလိုချင်တဲ့အဓိကကတော့ပန်းတွေကပြန်တဲ့ပတ်စံကိုလိုလိုချင်တာပါအဲ့တော့ပန်းတွေကပြန်တဲ့ပတ်စံကိုယူမယ်ဘလောက်တန်နေနေဘယ်နိုင်ငံပတ်စံနေနေရပါတယ်အဲ့ပတ်စံရဲ့အပေါ်မှာကျွန်တော်တို့ဒီဒီကိုယ့်ရဲ့ဖိနံမယ်ကိုကိုရေးမယ်ကိုယ့်ဖိနံမယ်ကိုရေးပါဥမာဥကြကြပြီးဥကြကြဥဖြူပြီးဥဖြူပေါ့နော်အဲ့တော့ကိုယ့်ဖိနံမယ်ကိုကိုရေးမယ်အဲ့တော့တချို့ကလည်းအဖေတွေမရှိတော့ကျွန်တော်လည်းမရှိတော့ပါဘူးအဖေမရှိလဲကိစ္စမရှိပါဘူးကျွန်တော်တို့အဖိနံမယ်ကိုပဲရေးရမှာဖြစ်ပါတယ် ဖိနေမယ်ရေးမယ်ဖိနေမယ်ရေးရေးပြီးပြီးတော့အဲသူ့ရဲ့အဲ့ပတ်ဆက်မှာပဲနော်ဘယ်ညမှာရေးရေးလို့ရတယ်နော်ကိစ္စမရှိဘူးဘယ်ညမှာရေးရေးလို့ရတယ်ပြီးရင်အဲ့ပတ်ဆက်မှာပဲရာကောက်ကိုလုံးရေးမယ်ရာကောက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 ်ကိုလုံးရေးမယ်ရကောက်ကိုလုံးရေးပြီးလို့ရှိရင်အိုက်ပက်ဆန်လေးကိုကျွန်တော်တို့ဆောင်းထားသိမ်းထားလို့ရပြီ။ဒါဆိုရင်အိုက်ပက်ဆန်လေးကိုကျွန်တော်တို့တွေအဲရပြီ။ရပြီဆိုလို့ရှိရင်အိုက်ပက်ဆန်လေးကိုကင်ပြီးကျွန်တော်တို့ရွက်မဲ့ခါတာလေးရှိတယ်။ အိဟိလာဘံအိဟိဒနံ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 ဆိုပြီးတော့ကျွန်တော်တို့တွေတရားလေးကို38ခေါက်ရွတ်မယ်အဲ့ဒါလေးကိုမနက်တစ်ချိန်နေ့တစ်ချိန်ညနေတစ်ချိန်ရွတ်မယ်အပ္ပစံလေးကိုထုတ်ကင်ပြီးတော့ရွတ်မယ်အဲ့တော့စိတ်ထဲမှာလည်းစိတ်ထဲမှာလည်းကျွန်တော်တို့ကမိဘတွေဆိုတာသားသမီးတွေကိုပေးခြင်းကမ်းခြင်းစိတ်တွေပေါက်တယ်ပေးခြင်းကမ်းခြင်းစိတ်တွေပေါ်တယ်မိဘတွေရဲ့သားသမီးတွေကိုအမြဲတမ်းပေးကမ်းနေပေါ့နော် ဘာလို့လဲဟိုမှာစားစားမရှိစားစရာဖန်တီးပေးတယ်နေစားမရှိနေစားဖန်တီးပေးတယ်မဟုတ်ဘူးမရှိမဟုတ်ဘူးဖန်တီးပေးတယ်အဲ့တော့ကျွန်တော်တို့ရဲ့အခက်ခဲတွေတော်တော်များများကိုကျွန်တော်တို့ရဲ့မိဘတွေကဖြည့်ရှင်းပေးခဲ့တာများတယ်ဒါကြောင့်မလို့ဒီဟာလေးကိုရုတ်နေစဉ်အတွင်းမှာတဲ့ဩငါရဲ့ကြီးငါရဲ့ကြီးကျေးဇူးရှင်တွေဒီဘဝကျေးဇူးရှင်တွေရောအတိတ်ဘဝကျေးဇူးရှင်တွေရောကျွန်တော်တို့ကိုယ့်ရဲ့အဖေကိုယ့်ရဲ့အဖေအဖေနဲ့ကိုယ့်ရဲ့မကြီးပေါ့နော်တော်ဆက်ခဲ့မှုတဲ့ မိသားစုဝင်တွေအားလုံးကအဲ့ကျွန်တော်တို့လာပြီးတော့ကူညီပေးပါစေဆိုတဲ့စိတ်ဆန္ဒအပြည့်နဲ့ပေါ့နော်အဲ့စိတ်ဆန္ဒလေးအပြည့်နဲ့ကျွန်တော်တို့ကဒါလေးရုပ်ပြရမှာဖြစ်ပါတယ်ဒါလေးပဲဒါကတော့ကျွန်တော်စိတ်ထားမဲ့အခြေအနေကိုပြောပြတာပါအဲ့တော့ဒီနေရာမှာလာပြီးတော့ကူညီပေးမှာတော့အဲကျွန်တော်ခုနပြောလို့ကိုယ့်ရဲ့အဖေလည်းဖြစ်ကောင်းဖြစ်နိုင်လေကိုယ့်ရဲ့အဖေနဲ့ပတ်သက်ပြီးတော့ဖြစ်ကောင်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်အတိတ်ဘဝကိုယ့်ရဲ့အဖေလည်းဖြစ်ကောင်းဖြစ်နိုင်တယ် အဲ့တော့တန်တရာမှာတော်ဆက်ခဲ့ဖို့တဲ့အဖေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။သူမဟုတ်ကျွန်တော်တို့ရဲ့မျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။အဲ့တော့တစုံတယောက်ယောက်ကလာပြီးကူညီဆောင်မှပေးမှတော့တေချာတယ်။တရားလေးပဲနော်အရန်လွယ်တယ်။ပြီးလို့ရှိရင်အဲ့ဒါလေးကိုကျွန်တော်တို့အိတ်ခရဲမှာထက်ဆောင်သွားရုံပဲ။အော်တခုတော့ရှိတယ်ပေါ့နော်။တွိုင်လက်တို့ဘာလို့ဝင်လို့ရှိရင်တော့အဲ့ပစံလေးတော့အပြင်ထုတ်ခဲ့ပေါ့။အပြင်မှာခဏထားခဲ့။အဲပြန်ထွက်လာပြီဆိုလို့ရှိရင်အဲ့ပစံလေးကိုအဲကျွန်တော်တို့တွေတခါပြန်ထည့်သွားပေါ့။ဥမာ ဟိုမှာဖျားလေးပါရှေရှေခိုးမှာတော့ဆိုရင်ပတ်စံလေးကိုထည့်သွားပေါ့ကောင်းတဲ့ရှင်းရှင်းလေးပြောရရင်ကောင်းတဲ့နေရာလေးလေးကိုယူသွားမယ်ကျွန်တော်တို့ရေကျွန်တော် toilet တို့ရေနဲ့ဝင်မဲ့နေရာလေးများဆိုရှင်ခဏထားခဲ့ပဲပေါ့ဒါလေးပါပဲဟုတ်ပြီတရားတရားလေးကိုတချို့စလဲ၃ရက်တွင်းမှာအဆင်ပြေတယ်တချို့လဲ9ရက်တွင်းမှာအဆင်ပြေတယ်တချို့လဲတစ်ပတ်မှာအဆင်ပြေတယ်မိတ်ဆွေများကဘယ်နေ့အဆင်ပြေမဲဆိုတော့ကျွန်တော်ခုမမလာပြီးရေးပစ်လက်ပါအောင်ပြတချို့လဲလောက်တဲ့နေ့အဲ့နေ့နဲ့စပြီးထူးခြားတာမျိုးရှိတယ်နော်အဲတခုတခုသတိထားမှာကတရားလေးကိုကိုယ့်ရဲ့ မိတ်ဆွေများတနင်္ဂနွေသားသမီးဆိုတနင်္ဂနွေမှာလုံးမယ်တနင်္ဂနွေသားသမီးဆိုတဲ့တနင်္ဂနွေမှာလုံးမယ်အင်္ဂါသားသမီးဆိုတဲ့အင်္ဂါနေ့မှာလုံးမယ်ဟာဆရာကြီးကျွန်တော်တို့ကအရန်အရေးငွေကအရန်အရေးကြီးနေတာအရန်အရန်လုံနေတာကျွန်တော်ကျွန်တော်နေ့နဲ့ဒီစောက်ဖို့ကကြားနေမယ်ဆိုလို့ရှိရင်လည်းကိစ္စမရှိဘူးဘယ်နေ့ဖြစ်ဖြစ်မနေ့ကိုနိုင်မှာစောက်လို့လို့ရတယ်ဒါတော့နော်ဘယ်နေ့ဖြစ်မနေ့ကိုနိုင်မှာစောက်လို့လည်းရပါတယ်ဒါလေးကိုလာပြီးမြတ်ပေးတယ်ပါဗျာအရန်လွယ်ပါတယ်နော် အဲ့ဒီနေ့ဆိုင်ဆိုင်ပြီးမစ်ဆွေများငွေကြေးအဆင်ပြေအဆင်ပြေလာပါလိမ့်မယ်ဗျဒါလေးကိုလာပြီးမြတ်ပေးတာပါဗျအားလုံးကျေးဇူးတင်ပါတယ်မစ်ဆွေများလည်းအဆင်ပြေတာတွေခက်ခဲရှိနေခုံမမာရေးခဲ့မိခဲ့တောင်းခဲ့ပါဗျကျွန်တော်ခုလိုပဲပြန်လည်မြောက်ပေးပါတယ်ဗျာကျေးဇူးနာစီမင်းနဲ့မစ်ဆွေအားလုံးထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်မစ်ဆွေခုနတာသမီးအားလုံးလည်းငွေကြေးအဆင်ပြေကြပါစေငွေကြေးခက်ခဲကြက်တဲတွေပြည်လည်နိုင်ကြပါစေလှူဒါန်းနိုင်ကြပါစေဗျာ